ခင်အားလုံးပဲမင်္ဂလာပါဗျာမင်္ဂလာပါဗျာเนาะကျွန်တော်တို့အားလုံးမအောင်မတွေ့ရနှစ်လနီးပါးလောက်တောင် ဖြစ်သွားပြီဗျာเนาะနှစ်လနီးပါးအတွင်းမှာကျွန်တော်အလဲမှာဗီဒီယိုလေးတင်ဖို့လှုပ်လိုက်သေးရေဗျာဗီဒီယိုတင်ဖို့လှုပ်တဲ့အချိန်မှာပဲငလင်ကထဖြစ်တယ်ဗျာเนาะငလင်ထဖြစ်တော့အဲကျွန်တော်ငလင်ဖြစ်ပြီးလဲပြီးရောဗောနော်ကျွန်တော်ဖြစ်ပြီးရဲ့အဲနောက်ထပ်5ရက်လောက်မှာကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုထပ်ပြီးရောရိုက်လိုက်တယ်အဲအဲ့ဒီဗီဒီယိုဖိုင်မှာလဲဒါကျွန်တော်ငလင်ဘေးမှာကျွန်တော်လှူခဲ့တာလေးရဲ့အဲ့ဒီအတွက် အဲကျွန်တော်ဘောလုံးဝဲခံမှန်းမှုလေးတွေလည်းကျွန်တော်အကုန်ရိုက်ပြီးသွားပြီဗျအဲအဲ့ဒါနဲ့ကျွန်တော်အကြောင်းမျိုးမျိုးကြောင်းကျွန်တော်အဲ့ဗီဒီယိုဖိုင်လေးကိုမတင်ပြလိုက်ပါဘူးအဲအဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီဘောလေးမှာတစ်ချက်ပြပေးမယ်ဗောနော်အဲ့ဒါလေးတစ်ချက်ကြည့်ကြည့်ပါအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့နော် အခုဆိုရင်မတွေ့တာအားလုံးပေါင်းရပေါင်း30နဲ့မှ6ရက်ဖြစ်သွားပြီပေါ့နော်အဲကြားထဲမှာလည်းကျွန်တော်နိုင်ငံပွဲတွေရှိတယ်နောက်တစ်ခါကျွန်တော်နိုင်ငံပွဲတွေပြီးသွားတော့လေကျွန်တော်ပွဲတွေပြန်တင်မလို့လုပ်တဲ့အချိန်မှာပဲဒါကျွန်တော်ငလျင်ဘီထဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းပွဲတွေမတင်ပြဘူးပေါ့နော်အဲ့တော့အားလုံးပဲကျွန်တော်ကိုစောင့်မျှော်ပေးကြတဲ့အတွက်လေအဲကျွန်တော်အနေနဲ့အဲအကောင်လုံးလည်းအဆင်မပြေတဲ့အတွက်မတင်ဘူးပေါ့နော်အဲ့တော့အားလုံးလည်းကျွန်တော်တို့ဘေးရန်နေကင်းကြပါစေပေါ့နော်ကျွန်တော်လည်းတက်နိုင်တဲ့လောက်လေးဝိုင်းပြီးတော့ကူပြစ်တယ်ပေါ့နော်အဲပြီးခဲ့တဲ့ဒါလီလာပိုင်းတရက်နေ့ရဆိုလို့ရှိရင်လေကျွန်တော် ကျွန်တော်မြန်မာအကူတွေကလည်းဒါလာလှူပေးတဲ့အကူတွေရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းဆိုက်ပြီးတော့ဗောနော်အားလုံးအောင်ကျွန်တော်၁၀သိန်းအဲလှမ်းပြီးတော့လှူပေးလိုက်တယ်ဗောနော်အဲဒီတော့အဲ brother တို့ချစ်ကိုတို့အနေနဲ့ကလည်းကိုတက်နိုင်တဲ့လောက်ကလေးဒါအဆင်မပြေတဲ့လူတွေဟိုဒါကိုကပဲဒါကျွန်တော်တို့အချင်းချင်းပေါ့နော်ပြန်ပြီးအကြည့်ရမယ်ဆိုတဲ့အနေအထားဖြစ်နေရတဲ့အတွက်ဘာပဲဖြစ်အကုန်လုံးလက်တွဲပြီးတော့အားလုံးဒါဒီကက်ဆိုကြီးကိုကျွန်တော်တို့ကြောဖြတ်မယ်ပေါ့နော်အဲ့တော့ဒီ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းအားလုံးလည်းစိတ်ညစ်စရာတွေစိတ်မပျော်ရွှင်စရာတွေအများကြီးပါเนาะကျွန်တော်လည်းဒါအဲအဲ့ဒီကိစ္စတွေရဲ့ ကျွန်တော်ကိုယ်တိုင်လည်းမအားရရည်ရေပေါ့နော်အဲနောက်ထပ်ကျွန်တော်ထပြီးတော့လှုပ်ဖို့ဒါနည်းနည်းပွင့်လင်းပြောရနည်းနည်းလေးပြင်းနေတာရယ်လဲပါတယ်အဲ့ဒါကြောင့်ကျွန်တော်နားထားတာလည်းပါပါတယ်ကျွန်တော်ရဲ့မန်ဘာသမားတွေကိုတော့ကျွန်တော်နားနားထားတဲ့နှစ်လအတွင်းမှာပေါ့နော်ကျွန်တော်တစ်လကိုတော့ကျွန်တော်ပေးထားလိုက်တယ်အဲတစ်လအကျန်တဲ့တစ်လကိုတော့ကျွန်တော်မပေးဘူးအားလုံးကိုကျွန်တော်စတော့ထားလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုလာပြီးတော့အားပေးတဲ့အကူတွေအမြဲတမ်းလာပြီးတော့အဲအမြဲတမ်းလာလာမီးတဲ့အကူတွေကိုလည်းကျွန်တော်ပြန်မပြောပေးနိုင်တဲ့အတွက်စိတ်မကောင်းပါဘူးလို့ကျွန်တော်ဒီနေရာနေပြီးတော့မြတ်တာရက်ခံအပ်ပါတယ်ကဲအဲ့တော့ဗီဒီယိုလေးကနည်းနည်းလေးတော့ကြာသွားပြီအဲ့တော့ကျွန်တော်1 2 3လေးနဲ့ကျွန်တော်အရင်လိုပြန်ပြီးတော့ ော့စမယ်ဗျာနော်ကဲအဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုအဲဒါအခုမှကျွန်တော်ပြန်ပြီးတင်တာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ရဲ့အကူတွေက share လို့ရတဲ့နေရာလေးတွေကို share ပေးပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအခုမှပြန်ပြီးတော့စတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ရဲ့အရင်နှောင်းကလာကြည့်တဲ့ viewer တွေအကူတွေကလည်းဒါတွေးဖို့ကနည်းနည်းလေးတော့ခက်ခဲသွားလိမ့်မယ်အဲ့တော့ကျွန်တော်ရဲ့ချက်ကိုတွေကလက်မလေးတွေနဲ့ share လို့ရတဲ့နေရာလေးတွေကို share ပေးပါနော်အဲ့တော့ကျွန်တော်တို့1 2 3လေးကနေပြန်ပြီးတော့စမယ်ဗျာနော်ကဲ ကိုယ့်ရဲ့တနေ့တာမှာဒီနေ့နဲ့ပတ်သက်ပြီးတော့ဗောနော်ငွေဝင်ကိန်းရှိမလားဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့ရောဘာတွေဖြစ်မလဲဗောနော်ကဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရင်လိုပဲ1 2 3လေးပြန်ပြီးတော့ရွေးပါမယ်ကဲအဲ့တော့ number 1ပါဒီဘက်ကတော့2ပါဒီဘက်ကတော့3ပါဘူးမစားကြည့်ရဆိုလို့ရှိရင်လေဒါကျွန်တော်ရဲ့ဒီ၃ကတ်မှာတကတ်ကိုရွေးချယ်ပေးပါတော့။ဒီတကတ်မှာကိုယ့်ရဲ့ဒီနေ့တနေ့တာမှာဘာတွေဖြစ်လာမလဲဆိုတာလေးကိုကျွန်တော်တို့အသေးစိတ်လေးတစ်ချက်ကြည့်သွားမယ်။ကဲအဲ့တော့စပါပြီဗျာနော်။ ဲအဲ့တော့ကျွန်တော်တို့ထုံးစံတိုင်းနံပါတ်1ကနေပြီးတော့စလိုက်မယ်ဗျာနော်ကဲနံပါတ်1ရှော့အိုး နံပါတ်1ကတော့ပြောစရာမလိုဘူးကွာနော်တော်တော်လေးမိုင်းနေတယ်ဒီနေ့နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်တွေလည်းအဲမှန်ကန်မယ်ငွေဝင်ဂိမ်းတွေလည်းဒါရှိမယ်ပေါ့နော်တခုမဟုတ်တခုအကြောင်းတခုမဟုတ်တခုအကြောင်းနဲ့ငွေဝင်လာတာမျိုးတွေရှိမယ်ကိုယ့်ရဲ့ရည်မှန်းချက်တွေလည်းဒါအောင်မြင်မယ်ပေါ့နော်ဒီနေ့နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ထားတာရှိတယ်ဆိုရင်လည်းရေရေတင်းတင်းလှုပ်ဆောင်လို့ရတယ်ငွေတွေဝင်နိုင်တယ်အဲနောက်ခုနပြောသလိုကျွန်တော်တို့ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့လည်းကိုရွေးချယ်လိုက်တဲ့အသင်းကဒါအနိုင်ရရှိသွားတာမျိုးနဲ့ဆုံးဖြတ်ချက်တွေမှန်မယ်ငွေတွေဝင်မယ် တော်တော်လေးကောင်းတဲ့နေသားဖြစ်နေတယ်ပေါ့နော်အဲ့တော့နံပါတ်1ကမိုက်တယ်ရှယ်ပဲကဲအဲ့တော့နံပါတ်2လာပြီဗျာအိုးကဲနံပါတ်2ကတော့အခြေအနေမကောင်းဘူးဗျာနော်နံပါတ်1နဲ့ဆန့်ကျင်သွားပြီဒီမှာကတော့ဒါပြောရမယ်ဆိုလို့ရှိရင်ကိုလှုပ်လိုက်တဲ့အရာတွေကအလွဲလွဲချော်ချော်တွေဖြစ်နေရမျိုးတွေအဲကျွန်တော်တို့ ဟိုပြောမယ်ဆိုလို့ရှိရင်အပေါ်သင်းလောင်းရင်အောက်သင်းကနိုင်သွားတာမျိုးအောက်သင်းလောင်းရင်အပေါ်သင်းနိုင်သွားတာမျိုးကိုကောင်းပေါ်တယ်ဆိုအောက်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲဆုံးဖြတ်ချက်တွေလည်းမှားတယ်ငွေတွေလည်းငွေဝင်မလားဆိုရင်တော့ပြောမယ်ဆိုတော့ဒီနေ့နဲ့ပတ်သက်ပြီးတော့ငွေဝင်ကိန်းကတော့မရှိဘူးဗျာနော်အဲ့တော့အဲဒီနေ့နဲ့ပတ်သက်ပြီးတော့ကိုကနံပါတ်2ကိုရွေးချယ်ထားတယ်ဆိုရင်တော့3လေးထားပြီးတော့ဒါအရာအလုံးလှုပ်ဆောင်မဲ့ຢာတွေလှုပ်ပါငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့လေဒါ တစ်ခေါက်ပြန်ပြီးတော့စစ်ဆေးပေးပါဗောနော်ဘာဖြစ်လို့လဲဆိုတော့တလွဲတွေလုံတက်တဲ့အတွက်ဒါကိုကမကျင်းသေးမှာဆိုလို့တဖန်ပြန်ပြီးတော့စစ်ပြီးတော့လှုပ်ဆောင်ပေးပါကဲအဲ့တော့1 or 2ကောမှာကတော့ဒါ2ကတော့ဒါအဆင်မပြေပါဘူးနံပါတ်2ကိုရွေးချယ်ထားရဆိုရင်လေဒါကျွန်တော်ပေးမဲ့ပွဲလေးတွေကိုဒီနေ့မှာရှောင်ပြီးတော့ဆော့ပေးပါကျွန်တော်တို့ဒါနံပါတ်2သမားများကတော့ခြေနေတိတ်မကောင်းဘူးဗျာနော်ကဲအဲ့တော့နံပါတ်3ရှော့အိုး မဲ့3ကတော့မိုက်တယ်ဗျာနော်ဒီမှာသဘောကိုသဘောကက်ကြထားတယ်တော်တော်လေးလည်းကောင်းတယ်လို့ပြောလို့ရတယ်ဒီနေ့နဲ့ပတ်သက်ပြီးတော့ဗောနော်ကိုကအရာအလုံးမှဗောနော်အရာအလုံးကိုလှုပ်ဆောင်နိုင်တဲ့သူတယောက်လို့ဒါရည်ရွယ်တယ်တတ်မှတ်လို့ရတယ်ဗောနော်အဲဘောလုံးဝဲနဲ့ပတ်သက်ပြီးတော့လည်းကိုကရွေးချယ်မှုမှန်ကန်တာမျိုးတွေဥမာမောင်းလောင်းလို့မောင်းနိုင်သွားတာမျိုးဗောနော်အဲ့လိုမျိုးတွေနဲ့ဒါဆုံးဖြတ်ချက်တွေတော်တော်လေးကောင်းတာမျိုးတွေ ဖြစ်မယ်အဲဒီတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်1နဲ့3နဲ့ကတော့ဒါဒီနှစ်ခုကတော်တော်လေးမိုက်နေတယ်အဲ3ကတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲဒီတော့နံပါတ်2သမားများကတော့ဒါနည်းနည်းလေးအဆင်မပြေပါဘူးအဲဒီတော့နံပါတ်3ချက်ကိုတွေကတော့ကျွန်တော်တို့နောက်နေ့မှပြန်လဲဆုံတွေ့ပါမယ်အဲပြောချင်တာကတော့ကျွန်တော်ပြီးတဲ့ပွဲလေးယူနံပါတ်2သမားများကတော့မလောင်းမဲနဲ့ဒီဒီညကတော့ RPB ပါလို့ပြောရင်းနဲ့ကျွန်တော်တို့1နဲ့3ကတော်တော်လေးကောင်းပါတယ်ဗျာနော်ကဲအဲဒီတော့ကျွန်တော်တို့ပွဲလေးဆက်ပြီးတော့သွားမယ်ဗျာနော် ပွဲလေးဆက်ပြီးတော့ကျွန်တော်တို့သွားလိုက်ပါမယ်။ဒါကတော့ကျွန်တော်တို့ပထမအဦးဆုံးတစ်ပွဲပြန်နော်။ပထမအဦးဆုံးတစ်ပွဲကကျွန်တော်တို့အီတလီစီးရီးရဲ့ဒီနေ့ဒီနေ့ပေါ့နော်ကျွန်တော်တို့7နှစ်ကြီးအစောဆုံးပွဲကတော့ကျွန်တော်7နှစ်ကြီးမှာရှိရတယ်။7နှစ်ကြီးမှာကင်မယ်။ဦးရီနီနဲ့ဘိုလောညာနဲ့ပြန်နော်။ ဒီပွဲကကျွန်တော်တို့အပြင်ကြီးရပါတော့ကျွန်တော်ကတော့အပြင်ကြီးရပဲကြည့်ပြီးတော့အရင်တည်းကပြောနေကြဖြစ်တဲ့အတွက်ကိုက 1H ဘက်လောင်းတာဆိုရင်တော့ဒါနည်းနည်းလေးသတိထားပြီးတော့ကြီးလေးကိုကြည့်ပါကျွန်တော်ကဒါဒီမာကတော့အပြင်ကြီးကကြည့်ပြီးပြောပြီးနေတာဖြစ်တဲ့အတွက်ဂယူးဆိုင်ပေးပါလို့ပြောချင်ပါတယ်ကဲအဲ့တော့စပြီဗျာနော်ဒီပွဲမှာကျွန်တော်တို့အဲဘူလောညာဘက်က189လို့เนาะတေးအရှုံးလို့အဲ့လိုမျိုးပုံစံမျိုးပေါက်မယ်ဂိုးပေါင်းကတော့နှလုံး90ရှုံးပါကဲအဲ့တော့ ကျွန်တော်တို့စပြီဗျာနော်ဒီဘက်ကတော့ကျွန်တော်တို့ဥရီနေပါဒီဘက်ကတော့ကျွန်တော်တို့ဘူလောညာဗျာနော်ဘူလောညာနဲ့ဥရီနေကဲဘာတွေဖြစ်မှာလဲလာပြီဗျာကဲလာဒီဘက်ကအောက်အသင်းဖြစ်တဲ့ကျွန်တော်တို့ဥရီနေနော်ကဲဥရီနေရဲ့ကံကြမ္မာဒီဒီနေ့မှာဘာတွေဖြစ်မှာလဲဟိုးကဲမိုင်းတော့မိုင်းနေပြီ ပြင်းဖို့ကက်စ်နဲ့ကျွန်တော်တို့ဒါတော်တော်လေးကောင်းနေတယ်အောင်ဝဲနဲ့ပြန်လာနေတယ်ဆိုတဲ့အနေအထားမျိုးပြတယ် AACC ပဲဒါပေမဲ့ကျွန်တော်တို့ဒီဘက်ကအပေါ်တင်ဖြစ်တဲ့ဘူလောညာကရောဘာတွေလောက်ပြမှာလဲကဲလားဘူလောညာအိုးဘူလောညာကလည်းမိုက်တယ်ဗျာနော် The Magician ကကြာထားတယ်ဒီကအနေထားရကတော့ဒါကျွန်တော်အရင်ကြည့်နေတဲ့ချက်ကိုတွေဆိုရင်တော့သိရပေါ့နော်ဒါကျွန်တော်တို့ ကိုလှုပ်ချင်တဲ့အရာကိုဒါဆူတောင်းပြီးတော့လှုပ်လိုက်တာနဲ့အောင်မြင်နိုင်နေဆိုတဲ့ကံမျိုးကြတယ်ပြောရမယ်ဆိုရင်နှစ်ကစလုံးကတော်တော်လေးကောင်းနေပြန်တော့တစ်ဖက်ကလည်းဒီဘက်မှာဘူလောညာကအပေါ်အသင်းအပေါ်အသင်းကကလည်းတော်တော်လေးကောင်းတယ်လိုချင်တာကိုဆူတောင်းလိုက်ရင် ဖြစ်တယ်ဆိုတဲ့ကံဒီဘက်ကကျွန်တော်တို့အူရင်းနေကြတဲ့ကက်ကလည်းဒါအောင်ဝဲနဲ့ပြန်လာမယ်။ Okay အဲ့တော့နှစ်သိန်းစလုံးအနေထားရကတော့တော်တော်လေးကက်ကကောင်းနေတယ် အဲတကယ်ယူပါဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့တော်တော်လေးတော့စဉ်းစားစရာလေးတွေဖြစ်နေမယ်ဗျာတော့ဘာကြောင့်လဲဆိုတော့နှစ်ကစလုံးကတော်တော်လေးကောင်းတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ကအပေါ်အသင်းကက်ကပေါ့နော်ဒါအပေါ်အသင်းကလည်းဒါတော်တော်လေးဟိုဟာဖြစ်တယ်တော်တော်လေးကက်ကောင်းတယ်အောက်ကလည်းတော်တော်လေးကောင်းနေတယ်အဲ့တော့ဒီနှစ်သင်းရဲ့ဒါအနေထားရမှာဆိုလို့ရှိရင်လေဒါပြောရမယ်ဆိုလို့ရှိရင် တရေများကြသွားလိမလားပေါ့နော်အဲတရေကြသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်ကအော်သင်းကဥရီနီကနိုင်ရရှိသွားမယ်အဲ့တော့ကျွန်တော်တို့နှစ်သင်းလုံးကောင်းတဲ့အနေအထားမျိုးဆိုလို့ရှိရင်တော့ဒါကျွန်တော်ကတော့ဒီဘက်ကဒီဥရီနီကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်မယ်ဗျာနော်အဲ့တော့ချက်ကိုရူအနေနဲ့က1 2 3မှာကိုကဘာကက်ကြခဲ့တယ်လေနံပါတ်2ကြတယ်ဆိုရင်တော့ရှောင်းသွားပြီပါနံပါတ်1နဲ့အဲ3နဲ့ဆိုလို့ရှိရင်တော့ဒါဆော့ပြီးပါဘောနော်အဲ့တော့ချက်ကိုရီအနေနဲ့ကလည်းကိုကြိုက်တဲ့ကတ်ကို အဲကိုဘောက်ကိုပြန်ရွေးပြီးွားလို့ရှိရင်ကိုဘောက်ကိုလည်းစဉ်းစားပြီးတော့ဆုံးဖြတ်ပေးပါလို့ပြောချင်ပါတယ်ကျွန်တော်ကတော့ဒီမှာတစ်ခါရဲပဲဗီဒီယိုနဲ့တစ်ခါရဲရိုက်ပေးတာဖြစ်တဲ့အတွက်အဲတစ်ခါရဲပဲကျွန်တော်ရွေးချက်ပေးလိုက်ပါတယ်တကယ်လို့ဆုံးဖြတ်ရခက်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Viber 39ကို0943423922မှာလာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဒုတိယတစ်ပွဲဆက်သွားလိုက်မယ်ဗျာနော် ဒါကတော့ Italy CEA ရဲ့ပေါ့နော်ဒါညနေပွဲနှစ်ပွဲပါညနေပွဲနှစ်ပွဲကျင်တယ်ပေါ့လေကျင်ကတော့ဒီညကတော့ကျွန်တော်တို့ CEA ပဲ၃ပွဲပါဗျာနော် CEA ၃ပွဲကိုကျွန်တော်၃ပွဲစလုံးကြည်ပေးလိုက်ပါမယ်ဒီတပွဲကတော့ကျွန်တော်တို့ Lazio နဲ့ Parma နဲ့ဗျာနော် Lazio Parma ပါဒီပွဲမှာ Lazio ကကျွန်တော်တို့130အရှုံးပေါက်ထားပါတယ်ကိုစောမဲ့အချိန်မှာကြားတဲ့အဲဂျေးလေးတွေကိုတစ်ချက်ပြန်ပြီးကြည်ပေးပါဗောနော်ကဲအဲ့တော့စပြီဗျာနော်ဒီဘက်က Lazio ဒီဘက်ကတော့ကျွန်တော်တို့ပါမပါလာစီယူနဲ့ပါမဝမ်းရှုံးပေါက်ထားတဲ့ဒီဘက်ကလာစီယူကဲလာဂိုးပေါင်းကတော့ကျွန်တော်တို့၃လုံး50အနိုင်ပါကဲစပြီဗျာနော်ဒီဘက်ကလာစီယူဝမ်းရှုံးပေါက်ထားတဲ့ကောင်လေးအိုးရကဲမိုင်းတော့မိုင်းနေပြီအများကြီးမပြောဘူးဒီဘက်ကပါမလေးကိုတစ်ချက်ထက်ကြည့်လိုက်ရင်ကျွန်တော်သဘောပေါက်ပြီဗျာနော်ကဲပါမကြီး ိုးကောင်းတော့ကောင်းလေပြီနော်ကဲဒီမှာပါမကတော့ကျွန်တော်တို့ခုနတွေးရတဲ့အတိုင်း1 2 3ကကျွန်တော်တို့နံပါတ်2ကတ်ကိုပြန်ကျသွားပြီဗျာနော်အဲ့တော့ကျွန်တော်တို့ဒီဘက်ကအဲကျွန်တော်တို့အပေါ်သင်းလဲဖြစ်တယ်ဝမ်းရှုံးထိပေါက်ထားတယ်ကန့်နေထားကလည်းတော်တော်ကောင်းနေတယ်ပြောရမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဆက်ပစ္စည်းတစ်ခုဝင်နိုင်ခြင်းရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေနေတယ်ဆိုတဲ့ပုံစံမျိုးအောင်မြင်နေတယ်အောင်မြင်ခြင်းတယ်ပေါ့နော် အောင်နိုင်ခြင်းနဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့နိုင်ရင်နေရဆိုတဲ့ပုံစံမျိုးပြနေတယ်။ကဲအဲ့တော့ကျွန်တော်တို့တွေဒီပွဲမှာကတော့ဒါလာဇီယိုကိုပဲပေးလိုက်မယ်ဗျာနော်။ကဲအနေထားကလည်းအရှင်းဖြစ်နေတယ်။အဲနောက်ထပ်ဒီဘက်ကလည်းအပေါ်သင်းလဲပြန်ဖြစ်နေတဲ့အခါကျတော့ဒါကျွန်တော်တို့တွေဒီဘက်ကလာဇီယိုကိုပဲပေးလိုက်မယ်ဗျာနော်။ကဲအဲ့တော့ကျွန်တော်တို့နောက်ထပ်တပွဲသွားလိုက်မယ်ဗျာနော်။နောက်ထပ်တပွဲကတော့ကျွန်တော်တို့နောက်ဆုံးပွဲလေးပါဗျာနော်။နောက်ဆုံးပွဲပါ ဒါကတော့ကျွန်တော်တို့နောက်ဆုံးတစ်ပွဲဖြစ်တဲ့ဗီရိုနာနဲ့ကက်ကလီယာကြီးပြเนาะဒီပွဲကတော့မြန်မာဆန်တော်ချိန်ဒီညပေါ့เนาะတနာ25မိနစ်မှာကင်ပါမယ်ကဲဗီရိုနာနဲ့ကက်ကလီယာကြီးဒီတပွဲကတော့ကြီးရတော့ထဲတယ်ဗျာเนาะကိုက 1h ဘက်လောင်းနေဆိုရင်တော့တစ်ချက်ကြည့်ပြပါကဲကျွန်တော်တို့အပြင်ကြီးကတော့ဒါတဲတဲ့ပေါက်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဗီရိုနာဒီဘက်ကเนาะကဲဒီဘက်ကတော့ကက်ကလီယာကြီးဗျာเนาะ ကဲတဲတဲလေးလေးဖြစ်တယ်ကံကောင်းကြပါစီဗျာကဲဘရာသာတို့အနေနဲ့လက်မှတ်လေးမနှဲ့ရသေးဘူးဆိုရင်လက်မှတ်လေးနှိပ်ပြီးတော့ share လို့ရတဲ့နေရာလေးကို share ပြီးတော့ဗောနော်ကျွန်တော်တို့နောက်ရက်တွေမှာပုံမှန်တိုင်းပဲပြန်လည်ဆုံတွေ့ပါမယ်ဆိုတဲ့အကြောင်းပြောရင်ကျွန်တော်တို့နောက်ဆုံးပွဲလေးကိုတစ်ချက်တင်လိုက်ရတယ်ကနော်ကဲဘီရိုနာကြီးဘာလုံးပါလဲညီလေးဟိုးအန်ဝန်းစီကတော့ကောင်းနေပြီတည်တည်ချာချာလေးလေဒါကျွန်တော်တို့တွေ အဲကလပ်ဖန်ထိုးတယ်ပြန်ချိုးတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့နောက်ထပ်တစ်ချိန်ပြန်ရောက်လာပြီโอเคဟုတ်ပြီဒီဘက်ကကေဂလီယာရီအိုးကေဂလီယာရီကပူကျင်းနေတာနော် ကဲနှစ်ကန်စလုံးကတော့ဂုဏကလူပဲတော်တော်ကောင်းတယ်။ဒါပေမဲ့ဒီဘက်မှာဓမ္မဂျီရှင်ကြားခဲ့တဲ့နေရာမှာဒီကောင်ပြန်ကြပြီးနေတယ်ပေါ့နော်။ဒီကကြားတဲ့နေထိုင်ရကတော့ဒါကက်ကလီယာရီကကိုယ်ရည်အများကြီးရှူသွားလေမလားပေါ့နော်။ဒါပြောမယ်ဆိုလို့ရှင်တော့နှစ်ကန်စလုံးကတော့ကောင်းတဲ့ကက်တွေကြီးပဲကြားထားတယ်။ဒါပေမဲ့ဒါနည်းနည်းပူပြီးတာတာပေါ့နော်။အဲပြောမယ်ဆိုလို့ရှင်ကျွန်တော်ဘူဘူးချင်းမှာဒါဒီကောင်ကပူပြီးတော့ တစ်တစ်ဖြစ်ချင်နေတဲ့ကောင်ပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲ့တော့ကေကလီယာရီကိုတော့ဒါဒီပွဲမှာကကျွန်တော်ပို့ပြီးတော့ကြိုက်ပါတယ်ကြီးကတော့ဒဲတဲ့ပောက်ပါတယ် brother တို့ကကိုက1 bet ဆော့တယ်ဆိုရင်တော့ကြီးလေးကိုကြည့်ပြပါကျွန်တော်က1 bet မားများကိုအဓိကလေးပြောချင်တာကအဲရှုံးနိုင်ပို့ပြီးတော့ကျန်းလို့ပေါ့နော်အဲ့တော့ view site ပေးပါလို့ပြောရင်းနဲ့ပေါ့နော်ကျွန်တော်၃ပွဲစလုံးကိုရွေးချယ်ပေးလိုက်ပါပြီ brother တို့အနေနဲ့ကြိုင်းနေတဲ့ပွဲကိုယူဆော့ပေးပါပြောချင်တာကကျွန်တော်နံပါတ် နှစ်သမားများကတော့ဒါအထူးပြောချင်တာကမစော့ပေးဘူးပေါ့နော်ဒီညနဲ့ဒီနေ့နဲ့ပတ်သက်ပြီးတော့ငွေကြေးဆုံးရှုံးတာမျိုးတွေဖြစ်တဲ့တဲ့ကိုကလောင်းလိုက်လို့တခြားသူတွေပါရှုံးသွားတာမျိုးတွေဖြစ်တဲ့အတွက်ကျေးဇူးပြုပြီးတော့ရှောင်ပေးပါလို့ပြောချင်ပါတယ်ကဲအဲ့တော့ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုတော့ကျွန်တော်အကောင်းဆုံးလေးကြည့်ပြီးတော့ဒါတေချာလေးလေးလုပ်ပေးထားပါတယ် brother တို့အနေနဲ့ဒါကျွန်တော်တို့နောက်နေ့မှပြန်လဲ送တွေ့ပါမယ်ခုနကပြောသလိုပဲကျွန်တော်တို့ဒါစဉ်းစားဆုံးဖြတ်ရခက်ခဲနေတယ်ဆိုရင် Viber 3969643429နဲ့ပါကျွန်တော်ဒီပေါ်လေးမှာစာလေးနဲ့ထိုးပေးထားပါတယ်ကဲအဲ့တော့ကျွန်တော်တို့အားလုံးပဲနောက်နေ့မှပြန်လဲ送တွေ့ပါမယ်ကဲအဲ့တော့ထုံးစံတိုင်းကျွန်တော်တို့အောင်စီအောင်မောင်းလေးကိုမှနားထောင်ညင်ပါတယ်ဆိုတဲ့ချစ်ကိုတွေအတွက်ကျွန်တော်အောင်စီအောင်မောင်းလေးတီးပြီးလိုက်ပါမယ်ကနော် ကဲတော့ကျွန်တော်ဘေးရပွဲအားလုံးပဲချစ်ကိုယ်လိုအားလုံးပဲအောင်နိုင်ကြပါစေဗျာနော်မြန်မာပြည်အေးချမ်းပါစေဗျာကဲဒီအားလုံးပဲကျွန်တော်တို့မနက်ဖြန်မှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်တို့ဒီညမှာကတော့ကျွန်တော်တို့အေးစစ်စစ်လေးပဲအောင်ပွဲခင်ကျွန်တော်မနက်ဖြန်မှာပြန်တွေ့ပါမယ်အားလုံးပဲဘိုင်းမယ်ပါဗျာနော်ဘိုင်းမယ်ပါ